ုံးထိတ်စီဟိုနေ့ကကျွန်တော်ပြတယ်နော်သုံးထိတ်တို့တုံညာထိတ်တို့ဒီညလည်းသုံးထိတ်နဲ့တုံညာထိတ်နဲ့ပဲနောက်ပိုင်းကတော့ကိုယ့်ကိုတွက်ကြည့်ပေါ့ဗျာကျွန်တော်လည်းရှာတော့ရှာတာပဲဒါကဒါကကျွန်တော်တို့ဒီမှာအချိန်ခိုက်ခွန်ခါ၈ခါ၉ခါလို့ထည့်သွားတဲ့ line နော်ပြီးခဲ့တဲ့ဘွဲတော့ကို၈ခွန်ခါ၃လုံးထည့်သွားတာအဲ့ဒီကို၈ခွန်ခါ၃လုံးထည့်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာထည့်၃လုံး၅နော်ကို၃၃က၅ တခါ9386เนาะ96ဒီနေရာမှာခွန်လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့3ထိပ်စီဝင်သွားမယ်เนาะအဲထိပ်စီ3လုံးခွန်ထိပ်စီ3လုံး6ထိပ်စီ3လုံး5เนาะအဲ့ဒီမှာ तू က3နောက်ဘိတ်တွေကြီးပဲ तू ထည့်တယ်เนาะ3နောက်ဘိတ်တွေနဲ့ပဲ तू ထွက်နေတယ်အဲ့ဒီနေရာမှာ3နောက်ဘိတ်နဲ့ထွက်အောင်မလားမထွက်ဘူးလားတော့မသိဘူးပေါ့เนาะအဲ့ဒီမှာထိပ်စီ3လုံးက10ဖြစ်လို့10ပါပါဒီနေရာ3ဘိတ်တာလားပေါ့ ဒီမှာလည်းထက်သေးသုံးလုံး၈၈ပါဝါ၃ဘိတ်เนาะဒါဆိုရင်ဒီမှာထက်သေးသုံးလုံးက၈ဖြစ်တာလို့၈ရဲ့ပါဝါဒီဘွဲကို၃ဘိတ်မယ်ဆိုရင်သူက၃ထိပ်၃အဘိတ်နဲ့ကစားလို့ရတယ်เนาะအဲ့ဒါကအထောက်ကူလေးတစ်ခုယူပြတယ်နောက်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့သူ2နှစ်ချာ၄၃2နှစ်လို့ဖြစ်ထားတာရှိเนาะသူက2နှစ်ချာမှာ၃ဘိတ်2နှစ်ချာမှာ2ဘိတ်เนาะ၄၃2အဲ့ဒီ၄ဘိတ်ရဲ့ဇောင်းမှာ တုံညာဘိတ်တစ်အဘိတ်နှစ်ဘိတ်နော်တုံညာတစ်နှစ်လို့ဒီတစ်ခါစီနီယာပြန်ထည့်အဲ့ဒီတုံညာတစ်နှစ်လို့ထည့်ပြီးသွားရင်သူကအဲ့ဒီမှာဘာပါလဲဆိုတော့ထည့်သုံးလုံးဒီထည့်စီသုံးလုံးနှစ်နော်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်နှစ်ပုံတွေရိုက်တယ်သူ့ရဲ့တပွဲကျော်တုံညာအဘိတ်တပွဲကျော်တစ်အဘိတ်တပွဲကျော်နှစ်အဘိတ်နော်တုံညာတစ်နှစ်လို့ထည့်ရအောင်ရှိအဲ့ထည့်ထားတဲ့ဘေးမှာ ဒီသုံးလုံးကကျွန်တော်တို့6လို့သူထည့်เนาะထိတ်သုံးလုံး6 6ပြီးတော့ထိတ်သုံးလုံးကသူကဒီမှာ8လို့ထည့်เนาะ6ပြီးတော့ထိတ်သုံးလုံးက8 8ပြီးတော့ထိတ်သုံးလုံးက9လို့ထည့်မယ်ဆိုရင်6 8 3ဆိုမှသူက9လို့ပြည့်เนาะအဲ့ဒီနေရာမှာလည်းသူက3ထိတ်စီရဝင်တာပဲအဲ့ဒီမှာဒီသုံးလုံး6လို့ထည့်လိုက်တာနဲ့ဒီသုံးလုံးက6လို့ထည့်เนาะဒီသုံးလုံး8လို့ထည့်တာနဲ့ဒီသုံးလုံးက9လို့သူပြန်ထည့် 6ခွန်အခုတခါခွန်8 3ဒီ3လုံးကိုကျွန်တော်တို့က8လို့ထည့်လိုက်ရင်3ဖိတ်စီပဲเนาะအဲ့ဒီ3လုံးက6ဒီ3လုံးကခွန်ဒီ3လုံးက8เนาะအဲ့ဒီ6ခွန်8လို့ထည့်ရင်ဒီက6 8ခွန်လို့သူကပြောင်းပြန်ပြန်ချုပ်ထားတာရှိအဲ့ဒါကြောင့်မလို့ဒီဘွဲကိုကျွန်တော်ဒီ3ဖိတ်စီတစ်လုံးဒါကျွန်တော်သဘောကျတယ်ပေါ့ဗျာเนาะခုနကစိုက်ကလည်းစိုက်ကတော့မကမလပါပဲသူကတော့ပေါင်းချင်းကိုကျွန်တော်တို့ယူကစားကြည့်တာ 6ခုံလို့ထည့်ရင်ဒါ3ထိပ်စီးပဲဝင်တယ်เนาะအဲ့ဒီ3ထိပ်စီးကိုဒီ3ထိပ်စီးကဟိုနေ့ရလဲကျွန်တော်ပြတယ်เนาะဆိုဒီနှစ်ပိတ်မှာကျွန်တော်6ပရိတ်6ပရိတ်6ပရိတ်ဒါနှစ်ရကြာအကိုက်တွေရှိတယ်เนาะ6ပရိတ်တွေအဲ့ဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာကျွန်တော်9ထိပ်စီးသူ့အထက်ဆောင်မှာပရိတ်4လို့ရတယ်เนาะဒါသူကနေအောက်ကိုအချိန်ကြီးစင်းလာလဲဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာ8ထိပ်စီးပရိတ်4လို့သူရတယ် အဲ့ဒီပရိတ်6ရဲ့တနည်းကျော်မှာခွန်ထေစီပရိတ်၄เนาะသူက6 8 9အထက်ဇောင်းနှစ်ပွဲကျော်ပရိတ်၄ပရိတ်၄ပရိတ်၄လို့သူထွက်တာအဲ့ဒီ၄လို့ထွက်ထားတော့အဲ့ဒီ၄ရဲ့နှက်ကတ်ကိုထိတ်နှလုံး၃ညနဲ့နှစ်ထိတ်နဲ့နှစ်လို့သူပြန်ပြီးတော့ကစားတယ်เนาะဒါဆိုရင်ဒီမှာဒီမှာလဲပရိတ်၄အဲ့ဒီ၄ရဲ့နှက်ကတ်ကိုဒီနှလုံး၁နဲ့ဒီ၁ထိတ်နဲ့နှစ်လို့ပဲသူပြန်ထည့် အဲ့ဒီပဒိလေးကိုဒီနေရာမှာခြေနှလုံး6နဲ့3ထိတ်နဲ့ပေါင်းပါသွားတယ်နှိမ့်လို့ပြန်ထည့်မယ်ဆိုဒါလဲကျွန်တော်တို့3ထိတ်စီးပဲရတယ်နော်အဲ့ဒီ3ထိတ်ကကျွန်တော်4ပါပါဒီ3လုံးနှိမ့်လို့ရိုက်လိုက်တာနဲ့ခွန်ပါပါနှိမ့်ထိတ်လို့ထည့်တာသူကနှစ်ချက်ချုပ်ထားတယ်နော်အဲ့ဒီ4ရဲ့ပါပါဒီ3လုံးကိုကျွန်တော်တို့နှိမ့်လို့ထည့်လိုက်တာနဲ့6ပါပါတစ်ထိတ်လို့ထည့် အဲ့ဒီမှာကျွန်တော်တို့၄ရက်ပါပါဒီ၃လုံးကိုနှစ်လို့ထည့်အောင်၃ထိပ်စီထည့်လိုက်တာ ਨੇ ဟာဒီ၈ထိပ်စီရဲ့ပါပါ၃ထိပ်လို့ပဲသူထည့်เนาะအဲ့ဒီ၃ထိပ်ကဒီ၃ထိပ်စိုက်နေဟာဒီ၃ထိပ်စိုက်နေရကျွန်တော်တို့ပြစ်လို့မရသူကဒီပေါင်းချင်း8 9ဆိုတာကိုဒီဘက်မှာ6 9 8ဆိုပြီးသူကနှစ်မျိုးချုပ်ထားတော့เนาะဒီ၃ထိပ်စီကဒီမှာလည်းအတူတူပဲကျွန်တော်တို့ဒီ၃လုံးပေါင်းချင်း2ဖြစ်လိုက်တာ ਨੇ ခွန်ပါပါ2ထိပ်နဲ့အန်ခိုင်းဝင်ဒီ၃လုံး2လို့ထည့်လိုက်တာ ਨੇ ်6ပါဝင်တစ်ထိတ်နဲ့အန်ကြိုက်ပဲနော်အဲ့ဒီမှာဒီ3လုံးနှိပြအောင်3ထိတ်ထိုက်တာနဲ့7ပါဝင်3ထိတ်နဲ့သူကွက်ထီသူကကစားနေလို့အဲ့ဒီမှာတို့ဒီမှာ3ညာခါးတွေဒီမှာလည်း3ညာခါးတွေဒီမှာလည်း3ညာခါးနဲ့သွားအောင်မလားအဲ့3ညာခါးနဲ့သွားမယ်ဆိုရင်ကျွန်တော်ကခုနကဟိုဆိုင်မှာ3ညာခါးနဲ့ဒီအထောင်3လုံး7ပါဝင်3နောက်ပိတ်ဆိုကျွန်တော်3 3ညာ3ဆိုပြီးကျွန်တော်ဒါလေးထည့်ကြည့်တာနော်ပြောချင်တာကတော့3ထိတ်စီးပဲကြာ ကျွန်တော်မိတ်ဆွေတွေသုံးထိတ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေပေါ့နော်အခုကျွန်တော်တို့ဒီသုံးတုံညာအတွဲကိုယူကျွန်တော်သုံးတုံညာ6ဆိုတဲ့ကဏ္ဍနေဒါမွေးကဏ္ဍရှိတယ်သုံးတုံညာ5တွေသုံးတုံညာ9တွေဒါအကုန်လုံးကျွန်တော်တို့ထိုးလို့ရတယ်ပဲနော်မွေးကဏ္ဍတွေကသူ့အနေနဲ့သူအကုန်လုံးကတော့ရှိပြီးသားဖြစ်နေတော့ဟိုသုံးထိတ်နဲ့ပတ်သက်ရင်တော့သုံးတုံညာအတွဲလိုက်ကစားစေခြင်းနော်နောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့ရှေ့ပေါင်း9 ရှိပေါင်း6ကိုထည့်မယ်ဆိုရင်ကျွန်တော်တို့3တုံညာ63အဲ360ဆိုတဲ့ကဏ္ဍမျိုးတွေဒါမစိုးဘူးအဲ့ဒီကဏ္ဍတွေကဒါမွေးကဏ္ဍတွေရှိတယ်เนาะအဲ့ဒီ3ထိတ်ကအသာထားလိုက်အောင်ဟိုနေ့ကကျွန်တော်ပြရတဲ့3ထိတ်မှလည်းသူကနှစ်ချက်ချုပ်ထားတာเนาะအဲ့ကြောင့်မလို့อืมဒီ3ထိတ်ကပေါ့တော့တော့3ထိတ်တော့မဟုတ်ဘူးလို့ဒါဟိုနေ့ကကျွန်တော်ပြရတဲ့3ထိတ်ဒီ3လုံး6ကိုဒီနှလုံး6လိုက်တာနဲ့နောက်နောက်ပိတ်ကထိတ်လို့တတ်တယ်เนาะအဲ့ဒါမှဒီ3လုံးကတုံညာကိုဒီနှလုံးတုံညာလို့ထည့်တာနဲ့နောက်ပိတ်ကထိတ်လို့တတ်တယ် အခုဒီမှာဒီသုံးလုံး1ကိုဒီနှလုံး1လို့ဖြစ်အောင်သုံးထည့်စီထည့်လိုက်တာနဲ့အဲဒီသုံးနောက်ဘိတ်ကထိတ်လို့တက်ပါလို့ဒီဘက်မှာသုံးထည့်စီရကောင်းတယ်။အဲ360တကွက်နော်မမိပါနဲ့။သုံးစုံညာအတွဲလိုက်ကိုသူကကစားသွားလို့ရတယ်။နောက်ပြီးတော့ပိုနေ့ကကျွန်တော်ပြောတဲ့သုံးညာထိတ်နော်ဒီကောင်ကသုံးညာထိတ်လိုင်းပြောဒီနားမှာဒီကောင်ကနှိမ့်ရင်မကြိုက်ဘူးနော်ကျွန်တော်ဖြစ်စင်နေလိုက်ထားတာ။အဲ့တော့ဒီ၈ထိတ်စီဒီမှာထွက်တယ် 8ပါဝါညောင်8ထိပ်စီရအရင်သွားမယ်နော်8ထိပ်စီရအောက်3ဘွဲကြော်မှာတစ်ထိပ်ကတစ်ထိပ်လူဆောင်တက်ပေါက်လာနော်နောက်တက်ခတ်ဒီမှာ8ထိပ်စီရှိတယ်သူ့ရအောက်3ဘွဲကြော်မှာတစ်ပြီးတော့3ညနော်3ညထိပ်က3ညထိပ်လူတက်တယ်နောက်ဒီမှာ8ထိပ်သူ့ရအောက်3ဘွဲကြော်မှာတစ်3ညပြီးတော့ဒီမှာ9 9ထိပ်စီရ9ထိပ်လူသူတက်ပေါက်တာရှိအဲ့ဒီလိုပေါက်ထားပြီးတဲ့အဲ့ဒီ8ရပါဝါထိပ်ထောင်1633ဆိုတော့ နော်ကျွန်တော်တို့ပေါင်းကြည့်လိုက်လို့ရှင်ချစ်ရဲ့ပါဝါ73ပေါ့နော်3ပေါ့ချစ်ရဲ့ပါဝါလေးလုံးပေါင်းရင်3လို့ဖြစ်နော်ဒုတိယကတ်မှာလည်းအဲ့ဒီတိုင်းပဲဒီချစ်ထိတ်စည်းရဲ့အောက်3ခွဲကျော်မှာထိတ်တူထိတ်လို့တက်ပေါက်တယ်ပေါက်ပြီးတာနဲ့ထိတ်စည်းတောင်လေးလုံးပေါင်းကြည့်ရင်66 300ဆိုတော့3လို့ပဲသူထွက်တယ်နော်တခါဒီရှစ်3ခွဲကျော်မှာ6ထိတ်က6ထိတ်လို့တက်တယ်သူ့ရဲ့အောက်မှာရှစ်ရဲ့ပါဝါ1400လုံး3ဖြစ်အောင်ကျွန်တော်တို့ 9683မှာเนาะ3ထိပ်စီထဲမှာသူက3လို့ထက်เนาะအဲ့သူကဒီ site ကိုဘာလို့ကျွန်တော်တို့ကစားတော့ဆိုတော့တစ်ထိပ်ဆောင်တက်ပေါက်ပြီးရင်သူအောက်မှာ60ခွန်ရှိတွေ့တယ်3ထိပ်ဆောင်တက်ပေါက်ပြီးတော့68ရှိတွေ့တယ်เนาะ6ခွန်68ဒီ9ထိပ်ဆောင်တက်ပေါက်ပြီးတာ ਨੇ သူအောက်မှာ69ရှိတွေ့တယ်เนาะ69 68 6ခွန်လို့သူကစားထားတယ်အဲ့အဲ့ဒီမှာ ကစားထားတဲ့ဆိုတော့ကျွန်တော်တို့ဒီထိပ်စီးတောင်သုံးလုံး၃ရင်းထည့်လိုက်တာ ਨੇ ၃ရဲ့အဲ့ဒီ၃လို့ထည့်လိုက်တာ ਨੇ ၃ထိပ်က၃ထိပ်လို့ဆောင်းစင်းပေါက်ရအောင်နော်အဲ့ဒီထောင်သုံးလုံး၃ကလည်း၅နှစ်က၅ပရိရဲ့နှစ်ကကျွန်တော်တို့ဒီမှာ၃ပေါ့ဗျာနော်၅၃တူပါလေကစားသွားလို့တူတူပဲဒုတိယကမှာတူတူပဲနော်၃ရထိပ်ပေါက်တယ်ထောင်သုံးလုံးက၃ထောင်၄လုံးက၃လို့ဖြစ်တယ်ဖြစ်လိုက်တဲ့အချိန်မှာဟာဒီထိပ်စီးဒီထိပ်စီးဆောင်းစင်းပေါက်ကပါ အဲ့ဒါမှာ3661ဆိုပြီးတော့3လို့ကစားတယ်เนาะအခုဒီမှာကျွန်တော်တို့ကိုကိုစောင်းတက်ပြီဖြည့်စီတော်၄လုံးပေါင်းရင်3ဖြစ်အောင်ကျွန်တော်တို့3ညထိတ်စီထည့်လိုက်တဲ့အချိန်မှာဟောဒီ3ညထိတ်က3ညထိတ်လို့စောင်းစင်းပေါက်ရမယ်เนาะလိုင်းမကောင်းနောက်မှပြန်ကြည့်အကိုကြီးဘေးကုန်ခံအနေနဲ့နောက်မှဖြည်းဖြည်းပြန်ကြည့်ကျွန်တော်မဖြတ်ပါဘူးအဲ့ကျွန်တော်တို့ဒီ၅ပရိနက္ခ1003လေးလုံး3ဒီမှာ၅ပရိရဲ့နက္ခ1004လုံးက ငါးပရဲရဲ့နှက်ခအထောင်၄လုံးက3နော်ဒီ3ရဲ့ပါဝါ3ခွဲကျော်မှာ8ထိပ်ဒီအထောင်၄လုံး3ရဲ့ပါဝါ3ခွဲကျော်မှာ8ထိပ်အဲအထောင်၄လုံး3လို့ဖြစ်တယ်3ပါဝါ8ထိပ်ကြီးကစားထားတယ်အဲဒီထိပ်စည်းဒီထိပ်စည်းလို့ဇောင်းစင်းတာ ਨੇ အထောင်၄လုံးက3တက်ကတက်လို့စင်းတာ ਨੇ အထောင်၄လုံးက3အဲဒီ3ညဒီ3ညလို့စင်းတာ ਨੇ အထောင်၄လုံးက3လို့ပဲဖြစ်ကြမယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီဗရိတ်၅ကြီးကများ ငါပရိတ်လို့စဉ်းစားလာခါရံရနောက်ပိတ်နေထွက်တယ်လားသတ္တရှက်နော်ဒုတိယအကမှာလဲကျွန်တော်တို့ဒီပရိတ်၃ကြီးကများ၃ပရိတ်လို့စဉ်းစားလာခါရံဒီနောက်ပိတ်နေထွက်တယ်လားနော်ဒါဆိုရင်ဒုတိယအကမှာဒီပရိတ်၈ကြီးကဒီမှာ၈ပရိတ်လို့များစဉ်းသွားမလားခါရံဒီနောက်ပိတ်အဲနောက်ပိတ်ဒီခါရံစဉ်းမလားဆိုရင်ဒီကနေတကွက်ပဲရှိတယ်နော်၃ည၈၃ည။အဲဟိုနေ့ကလဲကျွန်တော်၈ခါးပြီးပြထားပြီးသားပါနော် အဲ့ဒါကကျွန်တော်တို့ဖြစ်စင်တဲ့ဒါတွေးကြည့်လိုက်တာပေါ့လေနော်ဒီတုံညထိပ်စီနောက်ပိတ်ဒီခါဝင်ပြီးတော့ရှစ်ပဒိတ်ကရှစ်ပဒိတ်လို့ဇောင်းစင်းရင်တခွက်ရှိတော့တာအဲ့ဒီမှာကျွန်တော်တို့ခုနကပြောတဲ့တုံညငါးသုံးဆိုတဲ့ခဏမမိနဲ့နော်နောက်တစ်မျိုးကျွန်တော်ယူပြမယ်အဲ့ဒီ line ထဲမှာကျွန်တော်တို့ဒီကဏ္ဍဒီရှေ့1 2 3 4 5 6 9နှစ်မြောက်ကငါးပဒိတ်ခဏနော်ငါ့ကို2ပွင့်6လိုက်ရင်ကျွန်တော်တို့3ဒီမှာ3ပဒိတ်ခဏဒီကဏ္ဍဒီ1 2 3 4 5 6 9နှစ်မြောက်ထဲမှာတစ်ထိတ်နဲ့ပေါက်တယ်နော် တခါသူကနေအချိန်ခိုင်းဇောင်းတက်လိုက်၃ဟို2ပွင့်ရှောင်းရင်7ပြိတ်เนาะ7ပြိတ်အဲ့ဒီ7ပြိတ်ခဏဒီ1 2 3 4 5 6 9နှစ်မြောက်ထဲကဟာဒီမှာ၃ညထိတ်စီလို့ထွက်တဲ့နေရာမှာမြားเนาะ၃ညထိတ်လို့ထွက်တဲ့နေရာမှာမြားပေါက်သွားမလားဒါကြောင့်မို့ကျွန်တော်၃ည6 5လို့ထည့်တာเนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့5ပြိတ်เนาะအဲ့ဒီ5ပြိတ်ကနေအချိန်ခိုင်း1 2 3 4 5 6ပွဲတက်2နှစ်ကြုံရင်၃ပြိတ် တွက်နေတေး1 2 3 4 5 6ပွဲတက်2နှစ်အဲ6ပွဲတက်နေရော2 4 6နှစ်ကြောနှစ်4ဩော်ဒီကောင်ကကျွန်တော်ဒီကောင်ကအနည်းကြီးမှမကြိုက်တာဟိုဒီ line တန်းနေသွားယူလို့မရဘူးဟုတ်တယ်သူနဲ့သူနဲ့ဒါဒီ site ကကျွန်တော်နှစ်ကြီးကြိုက်ယူရတာမဟုတ်ဖြစ်စင်နဲ့လိုက်ထားတာနော်အဲ့ဒီကဏ္ဍကအရှိ8နှစ်မြောက်ကကဏ္ဍဒီကဏ္ဍကအရှိ8နှစ်မြောက်ကကဏ္ဍနော်အဲ့တော့ဒီနေရာမှာထွက်မဲ့ကဏ္ဍအရှိ8နှစ်မြောက်ကပရိသတ်တိကဏ္ဍဆိုဒီတစ်ခွက်တည်းရှိတာ၃ရက်ပါတယ်ကျွန်တော်လည်းပြောရင်းနဲ့ယူလာလဲနေတယ် ဲ့တော့ဒီမှာ73လို့ဖြည့်မယ်ထိတ်တူထိတ်လို့စင်းနေ3ထိတ်စီကနန်းဒီ1 2 3 4 5 6 8နှစ်မြောက်ကနန်းเนาะအဲ့တော့ဒီမှာ၄လုံးပေါင်း73ဖြည့်ကမယ်တိထိတ်ကတိထိတ်လို့ထည့်မယ်ဒီကနန်းဒီ1 2 3 4 5 6 8နှစ်မြောက်ကနန်းအဲ့ဒီမှာကျွန်တော်တို့104လုံးပေါင်း73ဖြည့်ကမယ်၃ညထိတ်စီနဲ့1 2 3 4 5 6 8နှစ်မြောက်ထဲက၃ညပါတဲ့ကနန်းကအဲ့ဒီနှစ်ထဲမှာ၃ခွက်တည်းရှိတယ်၃ည၃ည6ရေဟောငါ၃ခွက်၃ည၃ည5ရေ ည96ရေ39ခွန်4ခွက်ပေါ့နော်39ခွန်ရှိမယ်အဲအဲ့ဒီမှာ3ညဟုတ်တယ်39ခွန်ရှိမယ်3ည65ရှိမယ်3ည55 3ည36နော်ဒါတော့3ညပါတာကအဲ့နှစ်ထဲမှာ4ခွက်တည်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေ3ညထိတ်စီးနဲ့2ခွက်2ခွက်စီဒါထိုးလို့ရတယ်နော်3ည9ခွန်3ည9 3ည56 3ည65 3ည55တခွက်သေးပဲအားရမလို့3ည3ည6 3ည6 3ည တော့ကျွန်တော်ကဒီနေရာမှာနှစ်မျိုးယူပြတာဗောနော်ခြေကလိုမျိုးငါးပရိတ်ဆောင်းစင်းမယ်နောက်ဘက်ကခါနဲ့ဒီမှာသုံးပရိတ်ဆောင်းစင်းမယ်နောက်ဘက်ကခါနဲ့တကယ်လို့ဒီနေရာမှာရှစ်ပရိတ်ဆောင်းစင်းနောက်ဘက်ကခါနဲ့ဆို800ဆိုတဲ့ခဏရှိမယ်နော်3 5 6ဆိုတဲ့ခဏရှိမယ်3 5အ3 5 3 6 5 3 5 6ဟုတ်တယ်နောက်ပြီး3 5 3 6နော်3 9 9ဒါဒီပဲရှိတယ် ဲကျွန်တော်မိတ်ဆွေတွေတိုက်တယ်လို့ထိုးဒါပေမဲ့၃ညထိတ်ကလည်းဟိုနေ့ကကျွန်တော်ပြပြီဒါပေမဲ့အခုဒီညပြတဲ့ site တွေထဲမှာ၃ထိတ်ကတော်တော်ကစားဖို့ကောင်းတယ်နော်သူကနှစ်ချက်ချုပ်နေကြီးပဲဒီလုံး9 10 17လို့ဖြစ်တာနဲ့နောက်ပိတ်ကထိတ်နောက်ပိတ်ကထိတ်နောက်ပိတ်ကထိတ်လို့ကစားတယ်နော်ဒါကတမျိုးဒီမှာလည်းနှစ်ချက်ချုပ်တယ်နောက်ဒီနေရာမှာလည်းအတူတူပဲဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက်တာပဲအဲဒီမှာဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့ခွန်ပါဝါနှစ်ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့6ပါဝါတက် ဒီသုံးလုံးနှစ်လို့ဖြစ်တာ ਨੇ ရှစ်ပါပါသုံးဒီမှာလဲနှစ်ချက်အပေါ်အောက်ချုပ်ထားတာသုံးထိပ်ကနောက်ဒီကောင်လဲအတူတူပဲเนาะ6 8ခွန်လို့ဖြစ်လိုက်တာ ਨੇ 6ခွန်8လို့ထက်တာ ਨੇ သုံးထိပ်ကဒီမှာလဲနှစ်မျိုးချုပ်ထားတာဒီတလိုင်းပဲသူကတော့တမျိုးတည်းကစားပဲမြေဒီနေရာမှာလဲ3ကိုနောက်ပိတ်တယ်ကစားလို့ရတယ်လို့ထိတ်လဲကစားလို့ရတယ်เนาะ တော့ကျွန်တော်တို့သုံးတုံညာနှလုံးလုံးကိုကစားခြင်းလားကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့သာစဉ်းစားเนาะကျွန်တော်အခုရေးပေးခဲ့တဲ့တုံညာထိတ်နဲ့ကဏ္ဍနေကစားမလားသုံးထိတ်နဲ့ကတော့361တကွက်ဟိုနေ့ကကျွန်တော်ပြထားတာရှိတယ်เนาะမှတ်ထား361ဒါပဲရှိအောင်မယ်ဟုတ်ပြီလား